င်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမှာကုန်စည်များတင်သွင်းတာကိုကမ္ဘောဒီးယားပြည်ပင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ နေဆက်ပြဒနာကြောင့်ဆက်ဆက်ရေးတင်မာမှုတွေဖြစ်ပေါ်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာကမ္ဘောဒီးယားနိုင်ငံဘက်ကထိုင်းနိုင်ငံဘက်ကဟင်ဒီဟင်ရတွေနဲ့တတိယဝလံတည်တည်မှုကိုပိတ်ပင်တော့မယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့ကနှစ်နိုင်ငံပိုင်ဆိုင်မှုအငြင်းပွားနေကြတဲ့နေဆက်မှာနှစ်နိုင်ငံစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုတွေရှိဖြစ်ပွားခဲ့ပြီးနောက်မှာဆက်ဆက်ရေးတင်မာမှုတွေဖြစ်ပွားခဲ့တာပါ။နှစ်ဖက်လုံးကနေဆက်ကိတ်တွေကိုပိတ်ခဲ့ကြသလိုကမ္ဘောဒီးယားကထိုင်းနိုင်ငံထဲကိုရောက်ရှိနေတဲ့နိုင်ငံသူနိုင်ငံသားတွေကိုနိုင်ငံထဲကိုပြန်လာဖို့အတွက်ခေါ်ယူမှုတွေလည်းလုပ်ခဲ့ပါဗျ။ ၊နိုင်ငံဆက်ဘက်တာဝန်ရှိသူတွေညနိုင်းဆွေးနွေးမှုလုပ်ခဲ့ပြီးနောက်မှာကမ္ဘောဒီးယားဘက်ကနေဆက်ကိတ်တရှိုးကိုအချိန်သတ်မှတ်ချက်တစ်ခုနဲ့ပြန်ဖွဲ့ပေးခဲ့ပေမဲ့ထိုင်းဘက်ကနေဆက်ကိတ်တော်တော်များများကိုပိတ်ထားစေဖြစ်ပါတယ်။တားဖြစ်သူကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ရာတို့လွှင့်ပြောင်းပေးပြီးလက်ရှိအချိန်မှာလွှတ်တော်ဥက္ကဋ္ဌဖြစ်တောင်းဝယ်ယူနေတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဝါဟွန်ဆန်ကထိုင်းနိုင်ငံဘက်ကနိုင်ငံလုံးအတွက်ညှတာတဲ့တောက်ပံ့မှုမလုပ်ခဲ့သလိုဖြစ်နေရာကြောင့်ထိုင်းနိုင်ငံဘက်ကကုန်စည်တွေကမ္ဘောဒီးယားနိုင်ငံဘက်ကိုတည်သွင်းတာတွေမလုပ်နိုင်အောင်ပြင်ပြကြမယ်လို့ပြောကြားခဲ့ပါတယ်။ဒီသတင်းကိုတော့ငင်းချောင်းဝါပေးပို့လာပါဗျ။